ကိုယ့်လက်ဝယ်မှာရှိပြီးတော့ဒီတံပိုးတစုံတရာရှိတဲ့ပိုင်ဆိုင်မှုကိုကျွန်တော်တို့က accept လို့ခေါ်တယ်အဲ့တော့ဒီလို accept လို့ပြောလိုက်ရင်လူအများစုပြင်းပြင်းမိကြမှာကကျွန်တော်တို့အင်ချမ်းမြေတွေကားတွေရွှေတွေဒေါ်လာတွေအစရှိတဲ့ဖြစ်ရင်ကျွန်တော်တို့ physical accept လို့ခေါ်တဲ့ဒါကျွန်တော်တို့စီမှာဟိုထင်သာမြင်သာရှိတဲ့ပိုင်ဆိုင်မှုတွေကိုပဲအများစုကပြင်းပြင်းမိကြလိမ့်မယ်အဲ့တော့ accept ရဲ့အဓိပ္ပာယ်ဒီဒီထက်ပိုပြီးတော့ကျေပြန့်တယ်လို့ဒီထက်ပိုပြီးတော့မှတစ်ခုထက်မကတော့ပိုင်ဆိုင်မှု ပုံစံနဲ့လည်းတည်ရှိနေတတ်ကြတယ်အဲ့တော့ကျွန်တော်တို့စီမှာကဒီ physical accept တွေကလူအများစုဒါပို့ပြီးတော့မှယဉ်ဤကျွမ်းဝင်ကြတယ်ပို့ပြီးတော့ထင်တာမြင်တာရှိလေရှိကြတယ်အဲ့တော့ဒီနေ့ဒီဗီဒီယိုမှာတော့ကျွန်တော်ကဒီ accept ရဲ့သဘောတဘာဝလေးနဲ့အဲကျွန်တော်တို့ဒီခုနပြောခဲ့တဲ့ physical accept တွေမရှိတဲ့သူတွေစီမှာရောတခြားသော accept နဲ့တူတဲ့ပိုင်ဆိုင်မှုလေးတွေဘယ်လိုရှိနေသလဲဆိုတာကိုမျှဝေပြသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့က ဒီ physical asset တွေဒါမကပဲနဲ့တခြားတခြားသောဒီ physical asset တွေနဲ့တိတ်မကွာခြားလာတဲ့ပိုင်ဆိုင်မှုလေးတွေကျွန်တော်တို့စီမှာရှိနေတတ်ကြတယ်အဲဒါကိုကျွန်တော်တို့ကဟိုသတိမထားမိကြတာတော့လကောင်းဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ကိုယ်တိုင်က asset အဖြစ်ဒါပြောင်းလဲပြီးတော့ရှုမြင်မှုမပြုတ်ကြတာတော့လကောင်းကျွန်တော်တို့အဲ့ဒါမျိုးကြောင့်ကျွန်တော်တို့မသိတာပဲဖြစ်တယ်မိတ်ဆွေစင်သားကြီးဒီ ဘီဂိတ်တို့ဘာလို့ဆိုလို့ရှိရင်သူတို့ဘလောက်ပိုင်ဆိုင်မှုရှိတယ်လဲဘလောက်ချမ်းသာတယ်လဲဆိုတာကိုအခုချက်ချင်းလေးလာအခုချက်ချင်းသိနိုင်တယ်ဒါပေမဲ့အဲ့ဒီဘီဂိတ်ဒီအခုဗီဒီယိုကြည့်နေတဲ့မိတ်ဆွေလိုငယ်ရွယ်နုပြိုမှုမျိုးပြန်ပြီးတော့မရနိုင်တော့ဘူးဆိုတော့မိတ်ဆွေတတိထားကောင်းတတိထားမိခြင်းမှထားမိလိမ့်မယ်ကျွန်တော်ဆိုလိုတာကဒီဘီဂိတ်ဒီကျွန်တော်တို့ထက်အစာပေါင်းများစွာချမ်းသာတဲ့ asset တွေကိုပိုင်ဆိုင်ထားပေမဲ့ကျွန်တော်တို့လိုငယ်ရွယ်မှုရှိတဲ့လူငယ်တယောက်ဆိုတဲ့ asset မျိုးကို ူ့အနေနဲ့ပြန်ပြီးတော့ရနိုင်တော့မှမဟုတ်ဘူးအဲဒီသဘောတရားလေးကိုကျွန်တော်တို့ကဒါနားလဲအောင်လောက်ကြရမယ်ပေါ့နော်အဲ့တော့ accept လို့ပြောလိုက်ရင်တခြားတခြားသောကျွန်တော်တို့အိမ်ချမ်းမြေကားဒေါ်လာရွှေအစရှိသည့်ဖြင့်ဒီလို physical asset တွေအပြင်ဥမာကျွန်တော်တို့လူငယ်တွေအနေနဲ့ကျွန်တော်တို့မှာရှိတဲ့ငယ်ရွယ်နှုပြမှုဒါကိုကျွန်တော်တို့ accept အနေနဲ့ရှုမြင်တတ်ဖို့လိုတယ်ဘာလို့လဲဆိုတော့ genetic အောင်မြင်ပြီးထိတ်တန့်ရောက်နေကြတဲ့ဒီ ကမ္ဘာဘီလီယံနာတွေမီလီယံနာတွေကိုကျွန်တော်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တို့တွေဒီကျွန်တော်တို့ထက်အသက်ပိုင်းခြားတစ်ခုဒါကြော်ဖြတ်ခဲ့ပြီးတော့မှအဲတက်ကြီးပိုင်းပေါ့နော်အဲဒီအရွယ်ကိုရောက်နေကြတဲ့လူတွေကများတယ်အဲ့တော့အဲ့လိုလူတွေဒီတို့တို့မှာတခြားသောပိုင်ဆိုင်မှုတွေရှိမယ်ဒါပေမဲ့ကျွန်တော်တို့လိုငယ်ရွယ်နုပြိုမှုဆိုတဲ့ asset ကိုတော့တို့ပြန်ပြီးတော့မရနိုင်တော့ဘူးအဲ့တော့ကျွန်တော်တို့မှာတို့မရနိုင်တဲ့ဒီငယ်ရွယ်နုပြိုမှုဆိုတဲ့ asset ပိုင်ဆိုင်မှုတွေကျွန်တော်တို့မှာရှိနေတယ်အဲ့ဒီ asset တွေကိုကျွန်တော်တို့က resource เนาะအရင်းအမြစ်တွေဖြစ်ကျွန်တော်တို့ ရှုမြင်ပြီးတော့မှဒီအရင်မြစ်တွေကိုကျွန်တော်တို့အကောင်းဆုံးအသုံးချပြီး leverage လုပ်နိုင်ဖို့လိုအပ်တယ်။အဲဒါကကျွန်တော်တို့ဒီနေ့ဒီဗီဒီယိုမှာပေးခြင်းတဲ့အဓိက message ပေါ့နော်။အဲ့တော့ SF ကိုကျွန်တော်တို့ကဒီ shutdown ကနေငယ်ရွယ်နှုပြမှုဆိုတဲ့ shutdown ကနေကြီးတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးကျွန်တော်တို့ကျွန်တော်တို့ရဲ့အားသာချက်တွေကိုကျွန်တော်တို့တိလာခဲ့ကြရတယ်။တကယ်တော့ကျွန်တော်တို့ကျွန်တော်တို့မှာငယ်ရွယ်နှုပြမှုတွေမဟုတ်ဘူးတခြားခြားတော့ကျွန်တော်တို့ရဲ့ brand image လို့ခေါ်တဲ့ဒါဂုံတရင်ကြော်သောမှုเนาะနာမည်ကောင်းရရှိမှုပေါ့เนาะနာမည်ကောင်းရရှိထားမှုနောက်တစ်ခါကျွန်တော်တို့ communication scale တွေเนาะကျွန်တော်တို့မှာဒီကြဲပြန်းတဲ့နောက်ဝါတွေရှိတယ်ပေါင်းတဲ့ဆက်ဆံရေးကောင်းမွန်တယ်အစချစ်တဲ့ဖြင့်ဒီလိုအရေးသွေးတွေเนาะနောက်ပြီးတော့ကျွန်တော်တို့ရဲ့ဒီအလုတ်ကင်စွမ်းရည်တွေကောင်းမွန်တယ်တခြားသူတွေထက်ကျွန်တော်တို့ကဒီဟို personal development professional development scale တွေအများကြီးတက်ကြွနေအစချစ်တဲ့ဖြင့်ကျွန်တော်တို့မှာတခြားတခြားသောတန်ဖိုးရှိတဲ့ asset တွေကလည်းတစ်ခုထက်မကများစွာရှိနေကြတယ်ဒီအခြေအနေလေးကိုကျွန်တော်တို့ကမြင်အောင်ကြည့်ပြီးတော့မှကျွန်တော်တို့မှာရှိနေတဲ့ asset တွေကို resource အနေနဲ့ရှုမြင်ပြီးတော့ဒီ resource တွေကိုကောင်းကောင်းကြီးအသုံးချပြီးကျွန်တော်တို့ဘဝမှာရကျင်တဲ့လိုချင်တဲ့အောင်မြင်မှုတွေပန်းနိုင်တွေကိုရရှိအောင်ကျွန်တော်တို့ဒါကြိုးပမ်းဆောင်ရွက်တင်တယ်အဲ့တော့ဒီနေ့ဒီဗီဒီယိုလေးမှာကျွန်တော်က accept ဆိုတာဒီကျွန်တော်တို့တာမန်မြင်တွေ့နေကြအိမ်ချမ်းမြေကားဒေါ်လာရွှေအစရှိတဲ့ဖြင့်ဒီလိုကျွန်တော်တို့ physical accept တွေကိုမှခေါ်တာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့မှာရှိနေတဲ့ကျွန်တော်တို့သတိမပြုမိတတ်ကြတဲ့ တခြားတခြားသောကျွန်တော်တို့ရဲ့ဒီငရွယ်နှုပြမှုတွေ brand image လို့ခေါ်တဲ့ဂုဏ်သတင်းကြော်သွားမှုတွေကျွန်တော်တို့ရဲ့တီထွင်စမ်းသစ်နိုင်စွမ်းလို့ခေါ်တဲ့ creativity တွေနောက်ပြီးတော့ကျွန်တော်တို့ရဲ့ communication skill တွေအဲကျွန်တော်တို့ရဲ့ဒီခြားခြားသောတန်ဖိုးရှိတဲ့ကျွန်တော်တို့မှာလက်ဝဲရှိထားတဲ့အရေးသွေးတွေဒီဟာတွေအကုန်လုံးကလည်းကျွန်တော်တို့ရဲ့ asset တွေဖြစ်တယ်ဆိုတာကိုကျွန်တော်အနေနဲ့ကအမျှဝေပေးချင်တာပဲဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနေ့ခေတ်မှာကျွန်တော်တို့ asset ရှိတဲ့လူတွေကဟို ဒီ physical asset တွေရဲ့သဘောတရားကိုဟိုနားလေတယ်သဘောပေါက်တယ် physical asset တွေကိုပဲ asset လို့မြင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့တို့ကနည်းနည်းစိန်ခေါ်မှုရှိရယ်ပေါ့နော်ဘာလို့ဆိုတော့ဒီ physical asset တွေမှာက limit ရှိတယ်တို့ရဲ့တန်ဖိုးတွေဒီ limit ရှိတယ်အကန့်အသတ်ရှိတယ်အဲဈေးနှုန်းဟိုအတိအကျသတ်မှတ်ထားတဲ့ဟာမျိုးတွေရှိတယ်နောက်ပြီးတော့အတက်အကျတွေကျွန်တော်တို့မြန်တယ်ဒီနေ့ခေတ်လို့မှဆိုရင်ပို့ပြီးတော့မှမတိကျမေယာမှုတွေပိုများတဲ့အတွက်ဒီ physical asset တွေဒီကျွန်တော်တို့အတွက်ဒါအမြဲတမ်းဒါပုံတည်ကျွန်တော်တို့ တန်ဖိုးတက်နေမယ်အမြဲတမ်းကျွန်တော်တို့အတွက်အမျက်ဆုံးနေများနေမယ်အချိုးအမျက်တွေရှာဖွေပေးနိုင်မယ်လို့တတိချာကြီးကျွန်တော်တို့ပြောလို့မရဘူးအဲ့တော့ကျွန်တော်တို့မှာရှိနေတဲ့ဒီငရွယ်နှုတ်ပြုံမှုတွေတီထွင်စမ်းသက်နိုင်စွမ်းတွေလေ့လာသင်ယူနိုင်စွမ်းတွေပြီးတော့ကျွန်တော်တို့ရဲ့ပေါင်းစပ်ဆက်ဆံရေးကောင်းမှမှုတွေနာမည်ကောင်းတဲ့ကြော်ကြားမှုတွေဒီလိုမျိုးတန်ဖိုးမဖြစ်နိုင်တဲ့ accept တွေကသာလင်ကျွန်တော်တို့လိုဒီလူငယ်တွေအတွက်ကပို့ပြီးတော့မှ ထိုက်တန်တဲ့တန်ဖိုးရှိတဲ့ ဒီ resource တွေဖြစ်တယ်ဆိုတာကိုကျွန်တော်ရှင်းရှင်းလင်းလင်းနားလည်သဘောပေါက်ဖို့လိုတယ်အဲ့လိုသဘောပေါက်မှသာအော်ငါတို့မှဒီလိုအရေးသွေးတွေဒီလို accept လို့ခေါ်တယ်ဒီလိုပိုင်းဆိုင်မှုမျိုးတွေရှိနေပါလားတခြားတခြားသောကဘာကျော်ကြီးတွေတခြားအောင်မြင်နေပြီးသားပုဂ္ဂိုလ်ကြီးတွေလူချမ်းသာကြီးတွေမရှိတဲ့ပြန်မရနိုင်တော့တဲ့ asset မျိုးကိုငါတို့မှပိုင်ဆိုင်ထားပါလားဆိုတော့ဒီအတိလေးတစ်ချက်ပေါ့နော်ဉာဏ်လေးလေးတစ်ချက်ပွင့်သွားပြီးတော့မှကျွန်တော်တို့ရဲ့ရှိနေတဲ့ asset တွေကို resource ဖြစ်ရှုမြင်ပြောင်းလဲပြီးတော့ကျွန်တော်တို့လိုချင်တဲ့ပန်းတိုင်းတွေကျွန်တော်တို့ရောက်ချင်တဲ့ အောင်မြင်မှုတွေရခြင်းနဲ့အောင်မြင်မှုတွေကိုရရှိအောင်ဒါကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်တယ်လို့ကျွန်တော်မျှဝေရင်းနဲ့ဒီနေ့ဒီဗီဒီယိုလေးကိုကျွန်တော်ညှိကုန်းထုတ်လိုက်ပါတယ်အားလုံးပဲနေကောင်းချမ်းမာပြီးတော့ပျော်ရွှင်ကြည်နေတဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေနောက်ဗီဒီယိုတွေမှာကျွန်တော်ပြန်ဆုံတွေ့ကြပါအောင်မယ်